portfolio ဆိုတာဘာလဲ portfolio ဆိုတာရင်းနှီးညွှန်နယ်မှုတွေကိုခွဲဝေတင်စီထားတဲ့ပုံစံကိုပြောတာဖြစ်ပါတယ်ဥပမာအဖြစ်ကိုယ့်ရဲ့ရင်းနှီးညွှန်နယ်မှုကစုစုပေါင်းဒေါ်လာ100ဘူးရှိတယ်ဆိုရင်အဲ့ဒီ100ထဲမှာဘာကိုဘလောက်ဖိုးရင်းနှီးညွှန်နယ်ထားတယ်ဆိုတာကိုပြောတာပါဒေါ်လာ100ထဲမှာ bitcoin ကဒေါ်လာ60ဘူး ethereum ကဒေါ်လာ20ဘူး solana ကဒေါ်လာ20ဘူးဖွဲထားတယ်ဆိုရင်ဒါဟာ coin 3ခုပါတဲ့ portfolio ဖြစ်ပါတယ်ဒီနေ့ဒီဗီဒီယိုမှာတော့ crypto မှာအသုံးများတဲ့ portfolio type 3မျိုးကိုပြပြပေးပါမယ်။ type 1 safe portfolio Bitcoin က50%ပါဝင်မယ်။ market cap ကြီးရဲ့ altcoin တွေဖြစ်တဲ့ Ethereum, Solana နဲ့ BNB တို့က30%ပါမယ်။ကျန်တဲ့ altcoin တွေက20%ပါမယ်။ဒီလို portfolio မျိုးဆိုရင် safe တော်တော်ဖြစ်တယ်လို့ပြောလို့ရပါတယ်။တင်းကျိန်တဲ့ coin တွေအများစုကိုကင်ထားပြီးတော့ movement များတဲ့ altcoin အသေးတွေကိုလည်းထည့်ထားတဲ့ portfolio မျိုးပါ။ type 2 balance portfolio ဘစ်ကွိုင်းနဲ့ဂျန်နဲ့အော့အကြီးတွေဖြစ်တဲ့အီတာလီယန်ဆိုလာနာ BNB တို့ကို60%ကိုင်းထားပြီးတော့အော့အသေးတွေကို40%ကိုင်းတဲ့ပုံစံမှာဒီပုံစံက safe portfolio ထက်တော့ risk ပိုများပြီမဲ့ risk များတဲ့ token တွေကိုပဲလုံးလုံးကိုင်းရတော့မဟုတ်ပါဘူးဒီ portfolio မှာဆိုရင်ဈေးတက်ကြောက် crypto အကြီးတွေကထိမိမှဖြစ်ပြီးတော့အော့အသေးတွေရဲ့ movement နဲ့အမျက်ယူတာဖြစ်ပါတယ် type 3 risky portfolio ဘစ်ကွိုင်းကို30%လောက်ပဲကိုင်းထားပြီး ကျန်တာအားလုံးအသေးတွေဝယ်ထားတဲ့ပုံစံပါဒီ portfolio ပုံစံကတော့ risk အများဆုံးဖြစ်ပြီး bitcoin 30%ကအသေးတွေရဲ့အတက်အကျကိုထိနိုင်မှုတော်တော်လိုအပ်ပါတယ်ဒီ portfolio ရဲ့အားသာချက်ကတော့ off day ဈေးတက်ခရင် 5x 10x စသဖြင့်အစအရင်နဲ့အမြင့်ရနိုင်တာပါပဲဒါပေမဲ့ကိုယ့်ရဲ့ပတ်သက်အများစု social network ကိုလည်းသတိထားရပါမယ်ကျွန်တော်ဒီမှာပြောခဲ့တဲ့တခြား portfolio ပုံစံတွေလည်းအများကြီးရှိပါသေးတယ်ဥပမာအဖြစ် stable coin တွေနဲ့ ဘစ်ကွိုင်ကိုပဲကင်တဲ့အရင်စိတ်ဖြစ်ပြီးတော့အတက်ကျနေတဲ့ပေါ်ဖိုလီယိုတော်တန်းကွိုင်တွေကိုပဲဖြန့်ပြီးတော့ကင်တဲ့ပေါ်ဖိုလီယိုစက်တာအလိုက်ဥပမာ AI real world assets metaverse စတာတွေရဲ့ထိတ်ဆုံးကွိုင်တွေကိုပဲကင်ထားတဲ့ပေါ်ဖိုလီယိုဒီလိုမျိုးတွေအများကြီးရှိပါသေးတယ်အခုဒီဗီဒီယိုမှာတော့အခုမှစမဲ့ beginner တွေအနေနဲ့လွယ်တကူပေါ်ဖိုလီယိုစောက်လို့ရအောင်အသုံးများတဲ့ပုံစံပေါ်ဖိုလီယိုတွေကိုပဲပြပြပေးကြရဖြစ်ပါတယ်ကဲဒါဆိုကျော်လာတရာကို2025မှာဘယ်လိုခွဲပြီးဝယ်မလဲ portfolio တိုက်ဝန်းကိုရွေးမယ်ဆိုရင် Bitcoin ဒေါ်လာ90ကို Ethereum Solana BNB ကိုတစ်ခုကို10ဒေါ်လာစီနဲ့ Altcoin အသေးနှစ်ခုကနေ၄ခုလောက်ထိကိုပြန်တဲ့10ဒေါ်လာကိုဝယ်ရပါမယ် portfolio type 2အတွက်က Bitcoin ဒေါ်လာ30 Ethereum Solana BNB တစ်ခုကို10ဒေါ်လာစီနဲ့ Altcoin အသေး၄ခုကိုတစ်ခု10ဒေါ်လာစီလောက်ဝယ်ပါမယ် portfolio type 3ဆိုရင်တော့ Bitcoin ဒေါ်လာ30ဘူးဝယ်ပြီး ပြန်တဲ့ဒေါ်လာ80ကိုအောက်ကွယ်ခုနှစ်ခုကနေ10ခုလောက်ထိဖြန့်ပြီးဝယ်ပါမယ်။ဒါကတော့ဒေါ်လာ100ကို portfolio 3ခုမှာဘယ်လိုဝယ်မလဲဆိုတာပါ။ဝယ်ဖို့အတွက်ကတော့ Binance ကိုပဲတုံးပါမယ်။ Binance account မရှိရင်တော့ကျွန်တော် description မှာပေးထားတဲ့ link ကနေဖွင့်မယ်ဆိုလို့ရှိရင် lifetime trading fees 10% discount ရမှာဖြစ်ပါတယ်။ဒီ referral code လေးလည်းထည့်ပြပါ။ဝယ်ပုံဝယ်နည်းနဲ့နောက်ထပ် portfolio တွေအကြောင်းလေ့လာခြင်းနဲ့ဆိုလို့ရှိရင်တော့ DBS ရဲ့ crypto တီးတန့် channel ဖြစ်တဲ့ TBS Crypto Channel ကို Subscribe လုပ်ထားပြီးပါဒီ TV ကကြည့်ပြကျေးဇူးများကြီးတင်ပါတယ်ငွေဝင်တဲ့နေလေးဖြစ်ပါစေ။